crypto currency ရောခုမှစတင်ပြီးတော့အသုံးပြုမဲ့လူတွေအတွက်ဒါမှမဟုတ်လို့ရှိရင် crypto အသုံးပြုနေစေလူတွေအတွက်ရောအများတန်းခေါင်းခဲရတဲ့အချက်ကဘာလဲဆိုလို့ရှိရင်တော့ bank account ထဲမှာရှိနေတဲ့ပတ်စံတွေကို crypto ပြောင်းလဲပြီးတော့ crypto ကနေပတ်စံပြန်ထုတ်ဖို့အတွက်အဆင့်တွေကအများဆုံးနဲ့အတွက်ကြောင့်မလို့ဒီပညာခက်ခဲရှိတာတွေအကုန်ကြားရှိ transaction fees များတာတွေကျွန်တော်တို့ကြုံရတတ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကမ္ဘာအကြီးဆုံး crypto currency exchange ဖြစ်တဲ့ Binance exchange ကနေပြီးတော့ဒီအခက်ခဲတွေကိုဖြေရှင်းပေးဖို့အတွက်ဆိုပြီး BPay Global နဲ့ပူးပေါင်းပြီးတော့ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့သူ့ရဲ့အသုံးပြုသူ user တွေအတွက် USD အနေနဲ့တော့ American Dollar ကိုဓာတ်ရိုက်ပြောင်းလဲထုတ်ယူနိုင်အောင်လို့စီစဉ်ပေးလိုက်ပြီပဲဖြစ်ပါတယ်ဒီဝင်ဆောင်မှုအသစ်ကိုတော့2025ခုနှစ်အော်တိုဘာလ22ရက်နေ့ကလေးကစတင်ပြီးတော့အသုံးပြုလို့ရနေပြီဖြစ်ပြီးသူ့ရဲ့ယူရချက်ကဘာလဲဆိုလို့ရှိရင် USD ဝင်ဆောင်မှုတွေပေးပြီးတော့လူတွေအကုန်လုံးအသုံးပြုသူ user တွေပေါ့ဗျာ crypto adoption ကိုဒီထက်မကပိုမိုပြီးတော့ပြုလုပ်လာနိုင်အောင်လို့တောင်းအားပေးခြင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ USD American Dollar ဆိုတာလက်ရှိကမ္ဘာပေါ်မှာအယောင်းဝယ်အတွက်အသုံးအ အများဆုံး currency ငွေကြေးဖြစ်ပြီးတော့ဒီလိုမျိုး American dollar ကိုဓာတ်ရိုက် on ramp off ramp နေလုံနိုင်တဲ့အတွက်ကြောင့်မလို့ crypto နဲ့ traditional finance ဘဏ္ဍာရေးလောကကြားမှာပိုမိုပြီးတော့ရခင်ကတဲ့အခြေဆက်မိလာမှာပဲဖြစ်ပါတယ် Binance ကဒီဝန်ဆောင်မှုတွေကိုဘယ်လိုမျိုးဆောင်ရွက်ပေးနေလဲဆိုရင်တော့အခုလက်ရှိအချိန်မှာနိုင်ငံပေါင်း80ကျော်မှာရှိနေတဲ့ Binance အသုံးပြုသူ user တွေဟာ USD American Dollar ကိုဓာတ်ရိုက် deposit လုပ်တာ withdraw ပြုလုပ်တာတွေကိုစတင်ပြီးတော့လုပ်နိုင်ပြီဖြစ်ပါတယ်ဒီလိုလုပ်နိုင်မှုအတွက်လဲ BPay Global ဆိုတဲ့ငွေပေးချေမှုဝန်ဆောင်မှုပေးတဲ့လူတွေနဲ့ပူးပေါင်းဆောင်ရွက်ထား တာဖြစ်ပါတယ် BPay Global ကနေပြီးတော့ Central Bank of Bahrain ရဲ့စီမင်းစည်းကမ်းတွေအောက်မှာ license ရထားတဲ့အပြင်သူကိုယ်တိုင်ကလည်း Binance Group ရဲ့အဓိကအစိတ်အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့လုံခြုံစိတ်ချရမှုကိုအလေးထားနေတယ်ဆိုတာကိုပြသနေပါတယ်ဒီနေရာမှာအကောင်းဆုံးချက်တစ်ခုရှိတာတော့ SWIFT Swift လို့ခေါ်တဲ့ကျွန်တော်တို့ International Transaction ပြုလုပ်ရတဲ့ Banking Platform ပေါ့ဗျာအဲ့ဒီ Network Platform ကနေပြီးတော့ USD Deposit လုပ်တဲ့အခါမှာ Transaction Fee လုံးဝမရှိတဲ့ကိစ္စပါဒါဟာတနည်းအားဖြင့်ကုန်ကျစရိတ်ကိုအများကြီးတက်တာလာစေမှာလည်းဖြစ်ပါတယ် ် credit card debit card တွေအပြင်မှာအခုနောက်ပိုင်းအသားကျနေပြီဖြစ်တဲ့ Apple Pay Google Pay တို့ကိုပါ user တွေအသုံးပြုနိုင်အောင်လို့စီစဉ်ပေးထားပါသေးရဲ့ဗျဒီလိုဝန်ဆောင်မှုတွေကြောင့်လဲလက်ရှိကမ္ဘာတော်မှာရှိနေတဲ့ user တွေအတွက် crypto လောကတွေကိုဝင်ရောက်ဖို့ entry barriers တွေနှိမ့်ကြတော့မှာဖြစ်ပြီး transaction fees ကုန်ကြစရိတ်တွေလည်းတက်တာဝါမှာဖြစ်တဲ့အပြင် wall plus security နဲ့အတူပိုမိုကောင်းမွန်တဲ့အတွေ့အကြုံ experience တွေရရှိသွားပြီလို့ Binance ဘက်ကပြောကြားလာပါတယ်ဒီဝန်ဆောင်မှုတွေကိုဘလို့ရယူနိုင်မလဲဆိုလို့ရှိရင်ကိုယ်နိုင်ငံကိုယ် data မှာဒီဝန်ဆောင်မှု service တွေရရှိနေပြီလားဆိုတာကို Binance ရဲ့ Binance fee ရဲ့ deposit page မှာဝင်ရောက်ပြီးတော့စစ်ဆေးကြည့်ရှုနိုင်ပါတယ်ဒီဝန်ဆောင်မှုကိုအသုံးပြုတဲ့ first time user တွေအနေနဲ့လည်း 1 USD ကို1 USDC နဲ့တိုက်ရိုက်အချိုးကျပြီးတော့လဲလဲနိုင်မယ့်အခွင့်အရေးပေးထားပါတယ် first scan first serve ဥသူယူစနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်မကုန်ခင်မှာမိတ်ဆွေတို့အတွက်မင်းမြန်လေးစမ်းကြည့်ဖို့အတွက်ပြပြကြပါမယ်ဒီတော့နှစ်ချုပ်ဆိုရရင် Binance က BPay Global နဲ့လက်တွဲပြီးတော့ကမ္ဘာအကြီးဆုံးငွေကြေးဖြစ်တဲ့ American Dollar USD ကိုလက်ရှိမှာ Binance Exchange နဲ့ Crypto နဲ့ဓာတ်ရိုက်လဲလှယ်ပြီးတော့အသုံးပြုလာနိုင်မှာဖြစ်ပြီး Crypto ဝယ်ယူတာတွေထုတ်ယူမှုတွေကိုလည်းအရင်ကထက်ပိုမိုပြီးတော့လွဲကူလာမယ်မြန်ဆန်လုံခြုံပြီးတော့ဈေးရိတ်နည်းတဲ့နည်းလမ်းတွေပေးအပ်လိုက်ပြီးဖြစ်ပါတယ်ဆိုတဲ့သတင်းကောင်းပါရင်လည်းဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြရစီခင်ဗျာအခုလိုမျိုး cryptocurrency နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသတင်း update ဆောင်းပါးတွေကိုမိတ်ဆွေတို့အစီအမပြတ်နားဆင်နေတယ်ဆိုလို့ရှိရင်ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ပါမယ်